ရန်ကုန်မြဝရဲ့ရေအောက်အနက်တနေရာမှာမြမသမိုင်းရဲ့အကြီးဆုံးလှုပ်ဝက်ချက်ကြီးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့တမဲစီရီခေါင်းလောင်းကြီးပါ။နေစဉ်ကလေးကကျွန်တော်တို့ကြားဘူးခဲ့ကြတယ်။ဒီခေါင်းလောင်းကြီးကပိတ်တာချိန်3800တောင်လေးတယ်။တန်ချိန်အဖြစ်300နီးပါးရှိတယ်။မင်းကုန်ခေါင်းလောင်းထက်3000လောက်ပိုကြီးမားပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့အရာတစ်ခုရှိခဲ့တာတေချာရဲ့လား။ဒီ3800ဆိုတဲ့ဂိန်းကနန်းကဘယ်ကနေရလာလဲ။ တကယ်လို့တမိုင်းထောက်တာခိုင်ခိုင်လုံလုံမရှိပဲဗဇက်ရဆိုရင်နေနဲ့ခြေကားပြောဆိုနေကြတာဆိုရင်ရောဒီနေ့ knowledge ချင်းရှိမှကျွန်တော်တို့ယုံကြည်မှုကိုဘေးပယ်ထားပြီးတော့အမှန်တရားကိုရှာဖွေပါမယ်ကျောက်စာအထောက်ထားမရှိတဲ့ဒီခေါင်းလောင်းကြီးအကြောင်းကိုသိပ္ပံဒီကြစီစစ်ကြည့်ရအောင်ပါသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်1484ခုနှစ်ဝင်းကျင်ကဟန်တာဝတီခေတ်မှာဓမ္မစေတီမင်းကြီးစိုးစံခဲ့ပါတယ် သူကတာမန်ဘရင်မဟုတ်ပါဘူးပြီးတကတ် သုံးမုတ်ကျွမ်းကျင်တဲ့ဘုန်းကြီးလူထွက်ပညာရှိတစ်ပါးပါသူ့လက်ထက်မှာသာသနာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုကလျာဏီတိန်ကြောက်စာတွေမှာအတိအကျမှတ်တမ်းတင်ထားခဲ့သူပါဒီနေရာမှာမိကွန်းကြီးတစ်ခုပေါ်လာပါတယ်ဒီလောက်စာပေပညာရှိတဲ့ဘရင်တစ်ပါးကသူ့ဘဝရဲ့အကြီးကျယ်ဆုံးကမ္ဘာအကြီးဆုံးဖြစ်လာမယ်ခေါင်းလောင်းလူကြီးတွေဘာကြောင့်တီးတန်းကြောက်စာကိုရေးမထိုးခဲ့ရလဲလက်ရှိအချိန်ထိသူ့ဒေသီတွေဟာဓမ္မစီတီခေါင်းလောင်းကြောက်စာဆိုတာကိုရှာမတွေ့သေးပါဘူး ကြောက်စရာမရှိတာကအရန်ထူးဆန်းပါတယ်ပုံမှန်ဆိုရင်ဒလောက်ကြီးတဲ့ကုသိုလ်အတွက်ဘယင်တွေကမှတ်တမ်းတင်လीရှိပါတယ်ဒါကြောင့်ပညာရှင်တချို့ကခေါလောင်ကြီးရဲ့အရွယ်စားနောက်လူတွေပြောသလောက်မကြီးမားဘူးလို့တန်တရားရှိကြပါတယ်တသိန်းရှစ်တောင်းဆိုတာနောက်ပိုင်းမှာရွှေတကုံစာအုပ်သမိုင်းတွေမှာတွေ့ရတဲ့ကနန်းတစ်ခုဖြစ်နေလို့ပါကြောက်စရာမရှိလို့လုံးဝမရှိခဲ့ဘူးလို့ပြောရအောင်လဲခိုင်မာတဲ့တက်တီကရှိနေပြန်ပါတယ် အဲ့ဒါကတော့1583ခုနှစ်မှာရောက်လာခဲ့တဲ့ Venice မြို့သား Count Gaspar Belvi ပဲဖြစ်ပါတယ်။ငစင်ကမရောက်ခင်ခေါလောင်းကြီးရေထဲမကြခင်25နှစ်အလိုသူရောက်ရှိခဲ့တာပါ။သူ့ရဲ့ခီးသွားမှတ်တမ်းတွေမှာအတီးကျရေးထားတာကရွှေဒဂုံဂုံတော်ဘော်ကခမ်းမဆောင်တစ်ခုထဲမှာကြီးမားလုံးနဲ့ခေါလောင်းကြီးတစ်လုံးကိုငါတွေ့ခဲ့တယ်။ခေါလောင်းဘော်မှာစာရီရေးထိုးတာတွေ့ရပဲမယ်။ဘာစာလဲဆိုတာကိုငါနားမလည်ဘူး။ကြီးကြီးတဲ့အခါအတန်ကအရန်ကောင်းတယ်။ဒီမှတ်တမ်းကဘာကိုပြနေသလဲဆိုရင်ခေါလောင်းကြီးတကယ်ရှိခဲ့တယ်။ ခေါင်းလောင်းကိုယ်ရဲပေါ်မှာစာရီရေးထိုးရတယ်။ကြောက်စာတိုင်းမဆိုင်ပဲခေါင်းလောင်းပေါ်မှာရေးထိုးခဲ့ပုံရပါတယ်။ဒါပေမဲ့ဘယ်ဘီကခေါင်းလောင်းရဲ့အလေးချိန်ကိုတိုက်တာခဲ့ခြင်းမရှိပါဘူး။ကြီးမားတယ်လို့ပဲရေးသားခဲ့တာပါ။ဒါဆိုရင်ပိတ်တာ3800တန်300ဆိုတာဘယ်ကနေလာရလဲ။ဒါဟာခစ်ပြိုင်မှတ်တမ်းမဟုတ်ပဲ။နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ရာဇဝင်ကျမ်းတွေနဲ့ဗစက်ရာဇဝင်တွေကနေစဉ်သက်လာတာဖြစ်ဖို့များပါတယ်။သိပ္ပံဒီကြားတွေ့ကြည့်ရအောင်။တန်300ရှိတဲ့ခေါင်းလောင်းကိုသွန်းလုပ်ဖို့ဆိုတာ9500ဒီပညာနဲ့ဖြစ်နိုင်ပါမလား။ ဖြစ်နိုင်တယ်လို့ယူဆရင်တော့အဲ့ဒီခေါင်းလောင်းကြီးကိုရွှေတကုံဂုံတော်ပေါ်ရအောင်ပြလို့တင်မလဲရန်တရားမရှိတဲ့ခေတ်မှာဆင်းရဲလူတွေနဲ့ဆွဲတင်ဖို့ဆိုတာမဖြစ်နိုင်လောက်ခက်ခဲပါတယ်။ဒါကြောင့်တချို့ပညာရှင်တွေကဒီခေါင်းလောင်းဟာတန်30ပိတ်တာ18000လောက်ပဲရှိပြီးရာဇဝင်ဆရာတွေက3ညတလုံးပို့ထဲမိတာ။သို့မဟုတ်ဂိုယူဂျင်စိမ့်နဲ့ချေကားခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။အရွယ်အစားကဘလောက်ပဲဖြစ်ဖြစ်တမိုင်းဝင် ပစ္စည်းကြီးပျောက်ဆုံးသွားတာကတော့အမှန်ပါပဲ။ 1608ခုနှစ်မှာပေါ်တူဂီစစ်ဘုငစင်ကအမြောက်လုပ်ဖို့ကြီးလိုခြင်းလို့ဒီခေါင်းလောင်းကြီးကိုဖြုတ်ချခဲ့ပါတယ်။သူ့ဘက်ကကြည့်ရင်လည်းတန်တုံကသာ၄ကဲကုန်းတော်ဘော်ကနေမြစ်စိတ်ကိုတဲဖို့တော့မဖြစ်နိုင်ပါဘူး။တန်30လောက်မလို့သာလူအင်အားနဲ့လှိမ့်ပြီးတဲလို့ရခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒေါ်ဘုံမြို့ကအရောက်မှာတော့ဝင်းနံအားမမျှတဲ့ဖောင်ကြီးကကျိုးပဲ့သွားခဲ့ပါတယ်။ခေါင်းလောင်းကြီးရောငစင်ကရောစစ်သင်မော့မာရီပါရေအောက်ကိုရောက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးဘယ်လ်ဘီမြင်ခဲ့တဲ့စာတွေရေးထားတယ် ဟောင်းလောင်းကြီးကနှုံးနေအောင်မှာပျောက်ကွယ်သွားပါတော့တယ်ပုံမြင်တွေထဲမှာတော့ခေါင်းလောင်းကြီးကိုနဂါးတွေကဖွက်ထားတယ်လို့ဆိုကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့နဂါးထက်ကြောက်စရာကောင်းတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့သဘာဝတရားပါပဲတော့ဘုံမြေဝါရန်ကုန်ပကိုးပဇွန်းအောင်ဆုံးမကဘာပေါ်မှာရေငုပ်ဖို့အခက်အခဲဆုံးနေရာတွေတဲကတစ်ခုပါရေကုန်သမားတွေကဒီနေရာကိုချောကလက်မိတ်လို့တင်စားကြပါတယ် ။ဘာလို့လဲဆိုရင်တော့ရေကအလွန်နှောင့်ကြည့်ပြီးတော့မြင်နိုင်စွမ်းကတုံ့ညဖြစ်နေလို့ပါပဲ။ကိုမီးထိုးထားတဲ့လက်ကိုတော့ကိုပြန်မမြင်ရပါဘူး။အားလုံးကိုလက်ဆန်းပြီးတော့ရှာဖွေရတာပါ။ဒါရင်မကသေးပါဘူး။ရေစီးကျန်းတာကအသက်အနည်းရှိပါတယ်။ဒီရေတက်ချိန်ဒီရေကြချိန်တွေမှာရေစီးနှုန်းကတနားရီကို6မိုင်လောက်ရှိနိုင်ပါတယ်။ရေကုန်သမားတရဟာအောက်ခြေမှာငြိမ်ငြိမ်လေးရင့်နေဖို့တော့မဖြစ်နိုင်ပါဘူး။တန်တုံးတွေကြောက်တုံးတွေတောင်ရေစီးနဲ့ပါသွားနိုင်တဲ့အခြေအနေပါ။ တချို့ကမေးကြတယ်ဟစ်မီဆိုနာဆက်တွေရေဒါတွေရှိရတာနဲ့ဘာဖြစ်လို့မတွေ့ရလဲဖြေကတော့ရွှွန်နုံတွေကြောင်းပါပဲနှစ်ပေါင်း400ကျော်ကာလအတွင်းမှာမြေ30ငါတဲဆောင်လာခဲ့တဲ့နှုံတွေတဲတွေဟာဒီနေရာမှာလာပြီးတော့ပို့ချပါတယ်ဘူမိဗေဒပညာရှင်တွေရဲ့တွက်ချက်မှုအရခေါလောင်းကြီးကမြေကျမ်းပြင်ပေါ်မှာတည်ကျန်နေတာမဟုတ်တော့ပါဘူးခေါလောင်းကတိတ်သီးစာများတဲ့ရွှွန်နုံကပျော့ပြောင်းတယ်ဒါကြောင့်နှစ်တွေကြာလာတာနဲ့အမျှခေါလောင်းကြီးကရွှွန်နုံအောင်ပေး20 30တချို့ကပေး90လောက်ထိကိုနှိမ့်ဝင်သွားပြီလို့ယူဆကြပါတယ် ာမန် size scan ဆိုတာတွေကမြေကျမ်းပြင်အပေါ်ရန်ကိုပဲမြင်ရတာပါမြေကြီးအောက်ထဲရောက်နေတဲ့အရာကိုရှာဖို့ဆိုရင် subbottle profiler လိုမျိုးအထူးနည်းပညာမျိုး secretary တွေလိုအပ်ပါတယ်ဒါဟာရေငုပ်ပြီးစမ်းရုံနဲ့တွေ့နိုင်တဲ့အနေအထားမဟုတ်တော့ပါဘူး ။တမိုင်းတစ်လျှောက်မှာဒီခေါင်းလောက်ကိုစိတ်ဝင်စားခဲ့သူတွေမနှဲမနှောပါပဲ။ကိုလိုနီခေတ်အင်္ဂလိပ်ယာရှိတွေကစလို့ခေတ်တရတနာမုတ်ဆိုးတွေအထိပါ1990ပြည့်လွန်နှစ်တွေတုန်းကတိုက်ထက်နစ်သင်္ဘောကိုရှာတွေ့ခဲ့တဲ့ကဘာကျော်ဒရိုက်တာဂျင်းကင်မရွန်ဖွဲ့တော်ဒီခေါင်းလောက်ကိုစိတ်ဝင်စားခဲ့ဘူးလေလို့ဆိုကြပါတယ်။နာမည်ကြီးရေငုံသမားမိုင်ဟာချာလည်းလာရောက်လေ့လာဘူးပါတယ်။ ဂျပန်စင်ကာပူဩစတြေးလျပညာရှင်တွေအကြိမ်ကြိမ်လာရောက်ခဲ့ကြပါဒါပေမဲ့သူတို့အားလုံးနောက်ဆုတ်သွားခဲ့ကြတဲ့အကြောင်းရင်းကတော့နှစ်ချက်ရှိပါတယ်နံပါတ်1ကုန်ကျစရိတ်ပါဒီ project ကိုတည်ချလုပ်မယ်ဆိုရင်ဒေါ်လာ50ကနေ100သန်းလောက်ထိကုန်ကျနိုင်ပါနံပါတ်2ကတော့မတည်ချမှုတွေပါပဲကျွန်တော်ပြောခဲ့သလိုပါပဲခေါင်းလောင်းကြီးရဲ့အရွယ်စားတီနေရာအတိအကျနဲ့တကယ်ရှိဖြစ်ဆိုတာ တရားရဂိုင်းတော့အာမခံချက်မရှိပါဘူး။ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့တေချာပေါက်ရှီမန်းမသိရတဲ့ပစ္စည်းတစ်ခုကိုကမ္ဘာအစိုးရဆုံးရေပြင်အောက်မှာဒေါ်လာတန်းချီအကုန်ခံပြီးရှားရမဲ့အလုပ်ဟာတွက်ချီမကိုက်ပါဘူး။ဒါကြောင့်သိပ္ပံပညာရှင်တွေလက်လျှော့သွားခဲ့ကြတာပါ။ဒါပေမဲ့သိပ္ပံပညာရှင်တွေရဲ့နောက်ဆုတ်သွားတဲ့နေရာကိုသိပ္ပံကိုပြစ်ပယ်ပြီးတော့ဂမ်ဘီယာနီးနဲ့ချင်းကန့်မဲ့လူတစုကတော့ဝင်ရောက်လာပါတော့တယ်။အဲ့ဒါကတော့တိုင်းပြည်ကိုလှုပ်ခတ်သွားစေမယ်။လူလိန်တွေရဲ့ဇလန်းပါပဲ။သိပ္ပံပညာရှင်တွေလက်လျှော့သွားတဲ့နောက်မှာတော့ဒေါ်ဘုံမြို့ဝမှာကြီးမားတဲ့လစ်လက်မှုတစ်ခုဖြစ်သွားပါတယ်။ လူတွေကအခေါင်းလောင်းကြီးကိုဆယ်ဖို့ဆန္ဒရှိကြပါတယ်။သိပ္ပံကမပေးနိုင်ရင်ဂမ်ဘီယာက ပေးနိုင်မလား။ဒီလိုမျှော်လင့်ချက်တွေမြင့်တက်နေတဲ့အချိန်2014ခုနှစ်ဩဂတ်စ်လမှာတော့ဇလိုက်ကျော်တယောက်ပေါ်ထွက်လာပါတယ်။သူ့နာမည်ကဥဆန်လင်းပါ။သူကအင်ဂျင်နီယာမဟုတ်ပါဘူး။ရေငုပ်ကျွမ်းကျင်သူလည်းမဟုတ်ပါဘူး။သူကအခါတော်ဘီးတယောက်ပါ။သူ့ရဲ့ပြောစကားတွေကစမ်းကြယ်ပြီးတော့ဆွဲဆောင်မှုရှိပါတယ်။ ခေါင်းလောင်းကြီးကိုစောင်းရှောက်နေတဲ့နဂါးမင်းတွေနဲ့သူညှိနှိုင်းပြီးသွားပြီနဂါးမင်းကခွင့်ပြုလိုက်ပြီလို့ပြောပါတယ်ခင်မီဆက်ကရိယာတွေနဲ့ရှာတုံးကမတွေးခဲ့ပေမဲ့ဥဆန်လင်းကတော့ရေငုပ်ဝစ်စုံတော်မပါပဲပစိုးကတောင်းကြိုက်ပြီးရေထဲဆင်းသွားပါတယ်ပြန်တက်လာတဲ့အခါခေါင်းလောင်းကြီးကိုတွေးပြီးကြိုးရှိခဲ့ပြီလို့ကြေညာလိုက်ပါတယ်ဒီစကားတစ်ခုဟာတနိုင်ငံလုံးကပြည်သူတွေကိုလျှက်စစ်နဲ့တိုးလိုက်တယ်လို့ပါပဲအဲ့ဒီရက်သက်တပတ်တွေကရန်ကုန်မြို့မှာပွဲတော်တစ်ခုလို့ဖြစ်နေပါတယ်ခေါင်းလောင်းကြီးပေါ်လာတော့မယ်ဆိုတဲ့တည်င်းကြောင့်နေစုံရက်စုံကလူတွေကဒေါ်ဘုံမြေကန်းနာကိုလာရအောင်စောင့်ဆိုင်နေကြပါတယ်အစိုးရတာဝန်ရှိသ ူတွေရေတဲ့အရာရှိတွေကအစဒီပြဇက်ထဲမှာဝင်ရောက်ကားပြနေကြပါတယ်။သူ့ရဲ့နီလန်းတွေကထူးဆန်းပါတယ်။စိုနာဆက်တွေမပါပဲရက်တောင်တစ်ချောင်းကိုကင်ပြီးတော့ရေလန်းချောင်းကိုပြပါတယ်။ဂရိန်ကားကြီးတွေမတုံးမဲ့လူအင်အားလှေအင်အားနဲ့ဆွဲတင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘသူကမှတဟာတကယ်ဖြစ်နိုင်ပါမလားဆိုတဲ့မေးခွန်းကိုမမေးရခဲ့ကြပါဘူး။မေးခွန်းထုတ်ရင်အမျိုးသားရေးကိုတစ္ဆာဖောက်တဲ့သူငကားကိုမယုံကြည်သူအဖြစ်ဝိုင်းပြီးတော့ဖယ်ချင်ခံရမယ့်အခြေအနေပါ။ဒူဒူရဲ့စိတ်ထဲမှာအမှန်တရားဟာပျောက်ဆုံးပြီးတော့ ဖြစ်ကျင်တဲ့ဆန္ဒကနေရာယူသွားပါတယ်ဒါကိုစိတ်ပညာမှာစူပေါင်းစိတ်ဖောက်ပြန်မှုလို့ခေါ်ပါတယ်ဒီဖြစ်ရက်ကိုခဏရက်ပြီးတော့ဘာသာရေးလူလိမ့်တွေသုံးလေးရှိတဲ့ပုံသင်နည်းတွေကိုဖြိုခွဲကြည့်ရအောင်ပါသူတို့အလုပ်လုပ်ပုံက၄စိတ်ရှိပါတယ်အစ်စ်တက်တည်ပြမရတော့အရာကိုအာမခံခြင်းနဂားနဲ့စကားပြောပြီးပြီးအိမ်မက်ပေးတယ်ဆိုတဲ့စကားတွေပါဒါကိုဘယ်သိပ္ပံပညာရှင်ကမှမဟုတ်ဘူးလို့တက်တည်ပြလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စိတ်ကူးထဲမှာပဲရှိတာမို့လို့ပါ။အစ်စ်နှစ်ပြည့်ရှိစိတ်ကိုဖန်တီးခြင်း မယုံကြည်သူတွေကတော့ကန်ဆိုးမှုမောင်ကြလိမ့်မယ်။သိပ္ပံဒီကြမိကွန်းထုတ်သူတွေကိုတရေဘောကြောင်သူတွေလိုတစိကပ်ပြီးတော့ပါဇက်ပိတ်ခိုင်းပါတယ်။အစစ်သုံးငွေကြီးရှာဖွေခြင်း၊ငကားမင်းကိုပူဇော်ဖို့ရွှေသင်္ကန်းလိုတယ်။ရရရချေဖို့လူငွေလိုတယ်။ဥဆက်လင်းဖြစ်ရမှလည်းပြည်သူတွေစီကနေအလူငွေသိမ်းပေါင်းများစွာစီးဝင်ခဲ့ပါတယ်။အစစ်လေးထွက်ပေါက်ဒါဟာအရေးကြီးဆုံးပါ။ မအောင်မြင်တဲ့အခါသူတို့ဘယ်တော့မှတာဝန်မယူပါဘူးလူတွေစိတ်မတန့်လို့အာဏာပိုင်တွေဝင်ရှုပ်လို့ငကားကစိတ်ဆိုးလို့ဆိုပြီးတော့အပြစ်ကိုတခြားသူတွေစီကိုလွှဲချလိရှိပါတယ်ရက်တွေကြာလာပြီးနောက်ပိုင်းမှာတော့ကြိုးချပြီးပြီဆိုတဲ့ခေါလောင်းကြီးကရေပေါ်ပေါ်မလာသေးပါဘူးတည်င်းနောက်တွေကမေခွန်ထုတ်လာကြပါတယ်ရေတက်ကလည်းစိတ်မရှိတော့ဘူးနောက်ဆုံးတော့မျောလင်းထားတဲ့အတိုင်းပါပဲဥဆက်လေးကထွက်ပေါက်စကားတွေကိုပြောဆိုလာပါတယ်ခေါလောင်းကြီးကရေပေါ်ရောက်ခန့်ဒီမှာလူတွေရဲ့လောဘကြောင့် ငကားကပြန်ဆွဲထားလိုက်ပြီတဲ့နောက်ဆုံးမှာတော့ခေါင်းလောင်းကြီးကသူ့အလိုလိုရွှေတကုံဂုံးတော်ဘောကိုတကိုးနဲ့ပြန်ကြွသွားပြီဆိုပြီးတော့ကလေးခွက်နဲ့ဇက်သိမ်းသွားခဲ့ပါတယ်ဦးဆန်လင်းကဘေးကင်းရကိုထွက်သွားနိုင်ခဲ့ပေမဲ့ကြံရိတ်ခဲ့တာကတော့အလင်းခံလိုက်ရတဲ့တိုင်းပြည်ရဲ့ဂုံတိတ်ခါဖြုံတီးလိုက်ရတဲ့အချိန်နဲ့ငွေကြေးတွေနဂားဆိုတဲ့ကောင်းစဉ်အောက်မှာအယူလုခံရတဲ့ပြည်သူတွေရဲ့ခံစားချက်ပါပဲဦးဆန်လင်းဇက်လန်ပြီးသွားပေမဲ့မေးခွန်းတစ်ခုကြံရိတ်ခဲ့ပါတယ်ပညာအားနည်းတဲ့သူတွေယုံကြည်တာကတော့ထားလိုက်ပါတော့ဘာကြောင့်ပညာတတ်တွေယာတူးကြီးသူတွေ စီးပွားရေးသမားတွေကအစားဒီလိုသိပ္ပံနီးလန်းမကြတဲ့အလေးအညာကိုယုံကြည်ခဲ့ကြတာလေစိတ်ပညာရှင်တွေကဒါကိုစူပေါင်းမျော်လင့်ချက်ယုံကြည်ဘူးလို့ခေါ်ပါတယ်အကြောင်းရင်းကတော့နှစ်ချက်ရှိပါတယ်နံပါတ်1အမျိုးသားရေးကုန်ကျွန်တော်တို့နိုင်ငံကနှစ်ပေါင်းများစွာနိုင်ငံတကာနဲ့ရှင်နောက်ကျပြီးတော့ကြံ့နေခဲ့ပါတယ်။ဒါကြောင့်ငါတို့မှာကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးရှိတယ်။အရုကအရာရာထက်တာရဲဆိုတဲ့ဂုံကိုပြန်လိုချင်ကြတာပါ။ခေါင်းလောင်းကြီးပြန်ရရင်မြန်မာနိုင်ငံတိတ်ခါပြန်တက်လာမယ်လို့ယုံကြည်နေကြတာပါ။နံပါတ် ကဲတရှင်မျောလင့်ခြင်းလူတွေကစူးစမ်းပြီးချမ်းသာတာတက်ကံကောင်းပြီးချမ်းသာတာကိုပုံမျောလင့်တတ်ကြပါတယ်ဒီခေါလောင်းကြီးပေါ်လာရင်တိုင်းပြည်ချမ်းသာတော့မယ်ဆိုတဲ့ဖြန့်လန်းသည့်မျောလင့်ချက်တွေနဲ့ပါလူလိန်တွေကခေါလောင်းကိုရောင်းတာမဟုတ်ပါဘူးအဲ့ဒီမျောလင့်ချက်ကိုရောင်းစားသွားတာပါစိတ်ခံစားမှုတွေကိုဘေးဖယ်ပြီးတော့တကယ်လို့ဒီခေါလောင်းကြီးရေအောက်မှာရှိနေတယ်ဆိုရင်အဲ့ဒါကိုဆေးယူဖို့ဘလို့ပစ္စည်းတွေလိုအပ်မလဲတကယ်လိုအပ်တာကနတ်ပွဲမဟုတ်ပါဘူးအင်ဂျင်နီယာနီးပညာပါ ကျွမ်းကျင်သူတွေရဲ့အဆိုအရအဆင့်30လိုအပ်ပါတယ်။အဆင့်1အဆင့်မြင့်ရှာဖွေခြင်း။တာမန်ဆိုနာနဲ့မရပါဘူး။ရေကြီးအောင်ပေ90ထိထိုးဖောက်မြင်နိုင်တဲ့ set button profiler နဲ့ magnetometer တန်လိုက်ဒိုက်တာဆက်တွေလိုပါတယ်။အဆင့်2နှုံးတူးဖော်ခြင်း။ခေါင်းလောင်းကိုနှုံးတွေဖုံးနေတာမလို့ရေငုံသမားဆင်းရုံနဲ့မရပါဘူး။ခေါင်းလောင်းရှိတဲ့နေရာပတ်ပတ်လေကိုတာမဏိတာတမန်တွေရိုက်ပြီးတော့ရေစည်းကိုတားရပါပြီးမှသာနှုံးတွေကိုစိုးထုတ်ရပါမယ်။အဆင့်3မတင်ခြင်း တန်300ကိုမားနိုင်တဲ့ကရိမျိုးမြန်မာပြည်မှာရှားပါတယ်။နိုင်ငံတကာကကရိသင်းမွန်ကြီးတွေငားရမ်းမှုလိုပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးအတွက်ဒေါ်လာ10သန်းမြန်မာငွေ3000သိန်းကျော်ကုန်ကျနိုင်ပါတယ်။မိစရာကခေါင်းဆောင်ကြီးတကယ်ရှိမှန်းမသိကြဘဲနဲ့ဒီလောက်ငွေပမာဏကိုဘသူကရင်းနှီးမြှုပ်နှံပါလဲ။ဓမ္မစေဒီခေါင်းဆောင်ကြီးကိုရှားမတွေ့သေးပါဘူး။ဒါပေမဲ့ဒီဖြစ်ရက်ကနေကျွန်တော်တို့ရဲ့ဖိုးတန်တဲ့ယန္တနာတစ်ခုကိုတော့ရှာတွေ့သင့်ပါလေ။အဲ့ဒါကတော့စင်ဂျင်တုံတရား critical thinking ပါပဲ။ ျွန်တော်တို့လူအဖွဲ့စည်းရာနဂါးကိုမျောလင့်နေမယ်စာဤပညာကိုလေးလာသင်တာကြာနေပါပြီရေဒီယာကိုအားကိုးမဲ့စာစူးစမ်းမှုကိုအားကိုးသင်ပါပြီတိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာမြေအောက်ကခေါင်းလောင်းဟောင်းကြီးတလုံးပေါ်လာရုံနဲ့မရပါဘူးပြည်သူတွေရဲ့အသိဉာဏ်ပညာမြင့်မားလာမှသာရနိုင်မှာပါဓမ္မစေတီမင်းကြီးသာဒီနေ့ခေတ်မှာရှိနေမယ်ဆိုရင်သူ့ခေါင်းလောင်းအတွက်ရွှေသင်္ကန်းကတ်နေတာကိုလိုလားမှာမဟုတ်ပါဘူးခေတ်မီနီးပညာတွေနဲ့စတဲ့တကြစူးစမ်းရှာဖွေတာကိုပဲတာရုခေါ်ပါလိမ့်မယ် ဒေါ်ဘုံမြေဝါကရေတွေကတော့ဒီနေ့ထိစီးစင်းနေသေးပါပဲသူ့အောက်မှာခေါလောင်းကြီးတကယ်ရှိနေမလားဒါမှမဟုတ်သမိုင်းထဲမှာပဲကျင်ရစ်ခဲ့တဲ့ဒဏ္ဍာရီတခုလားဖြီကတော့အနာဂတ်မှာပေါ်ထွက်လာမယ်မျိုးဆက်သစ်ပညာရှင်တွေရဲ့လက်ထဲမှာပါပဲဒါပေမဲ့တတိပြုပါနောက်တစ်ခါငကားကပေးလိမ့်မယ်ရတရာချင်းကြီးပွားမယ်ဆိုတဲ့စကားတွေကိုကြားတဲ့အခါဥဆက်လေးနဲ့ပြောင်းဆုံးသွားတဲ့ခေါင်းလောင်းကြီးဇက်လန်းကိုပြေးပြီးတော့တတိယလိုက်ပါအမှန်တရားဆိုတာယုံကြည်မှုနောက်မှာမရှိပါဘူ တက်တည်ထောက်ထားတွေနောက်မှသာရှိတာပါ။ knowledge generation ကတင်ဆက်ပေးခဲ့တဲ့ domesticity ခေါလောက်ခီးစဉ်ကိုဒီမှာပဲရှင်းနာပြရစီ။ဒီဗီဒီယိုကနေအသိပညာဘုဒ္ဓတာတွေရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ။